အားလုံးပဲမင်္ဂလာပါ။ဒီဆန်စပန်သားတင်နန်းကြနေကြိုဆိုလိုက်ပါရစေ။ဒီနေ့အတွက် N3 ရဲ့ gram မှာနံပါတ်59ရောင်ရောက်လာပါပြီ။နံပါတ်59ပေါ့နော်။နံပါတ်59ကိုဆက်ပြီးတော့သွားမယ်။ဒီ gram မှာကကြတော့နီယောရုနီယောသက်ဆိုတဲ့ gram pattern ဖြစ်ပါတယ်။ကျွန်တော်တို့ဒီ gram pattern ရှိမှလည်းသင်ခဲ့ပါရစေ။အဲဒီတော့ကလည်းပြောတယ်နောင်ဆိုတဲ့ဟာနဲ့ပဲတွဲသုံးမယ်။နောင်ဖြစ်နောင်ကြောင့်နောင်ကိုမူတည်ရေးနောင်ကိုမူတည်ပြီးကတော့နောင်ကိုအခြေခံ၍နောင်ကနေဆိုပြီးတော့ကကြတော့အခြေအနေ6မျိုးရှိပါတယ်။အခြေအနေ6မျိုး။ဟုတ်ပြီနော်။အခြေအနေက 6မျိုးရှိတယ်။ကဲဟုတ်ပြီ။နီယောရုနီယောရုတို့ဆိုရဲ grammar ပတ္တန်ပေါ့။နီယောရုနီယောတက်အဲအဲ့လို grammar ပတ္တန်ဖြစ်ပါတယ်။နီယောတက်အဲ့ဆိုတော့ခါကြနိုင်နိုင်နောင်ဖြင့်နောင်ကြောင့်နောင်ကိုမူတည်၍နောင်ကိုမူတည်ပြီးကတော့နောင်ကိုအခြေခံ၍နောင်ကနေဆိုရဲအတိတ်ပဲရှိခဲ့တယ်။အရှိမလည်းတင်ခဲ့ပြီးသားတင်ငယ်ပြီးသားတစ်ခုတင်ငယ်ပြီးသားရှိတယ်အခုကဒါနောက်ထပ်တစ်မျိုးပေါ့နော်ဒီမှာကတော့သူကကြောင်းဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်မှာကြောင်းကြောင်းဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်မှာနောင်ဖြင့်ဆိုတော့ခါကြအဲ့ဒီနီလန်ဖြင့်သူကဖြင့်နေဆိုလို့ရှင်နီလန်ဖြင့် အဲ့ဒီပေါ့နော်သူတို့တစ်ခုခုတုံးမယ်အဲ့ဒီနီလန်းဖြင့်ကြောင်းဆိုလို့ရှင်အဲ့ဒီနောင်းကြောင်း အဲ့ဒီနောင်ပေါ်မူတည်၍အဲ့ဒီနောင်ကိုမူတည်ပြီးကတော့အဲ့ဒီနောင်ကိုအခြေခံ၍အဲ့ဒီနောင်ကနေဆိုပြီးတော့ကကြတော့အဲ့လိုမျိုးအခြေအနေ6ရက်ရှိပါတယ်6ရက်ရှိတယ်ဘာသာပြန်တရားလေးတွေပဲထည့်ပြီးဘာသာပြန်ရင်ကိုအဆင်ပြေတယ်ပေါ့နော်အဲ့ဆိုကကြနောင်ဆိုရင်နောင်နီယောရု plus နောင်တကယ်လို့နီယောတဲ့ဆိုရင်နောက်မှနောင်မလိုက်ဘူးဘာလို့မှလဲဆိုရင်ယောရုဆိုရင်အနောက်မှနောင်လိုက်မယ်နောင်ကြောင့်ဆိုတဲ့အတိတ်ပဲနဲ့သွားမှာနောင်ဖြင့်ဆိုတာရှိမှလည်းသင်ထားပြီးပြီဟုတ်ပြီနော်အဲ့ဆိုနောက်ထပ်ဒီမှာဒီရဲ့နောက်ထပ်ပုံစံမျိုးလေးပြလာရင်လည်းထပ်ပြီးသင်ရမယ်နော်အခုလောလောဆယ်တော့ ဒီလိုအချိန်၄ရက်ရှိတယ်ဒီထဲမှာမှအကြောင်းဆိုတဲ့အထိပ်ပဲအဲ့ဒီဟာကိုတောင်းပါဖြစ်ပါတယ်။ ခင်အားဆိုရင်သွားကြမယ်။ခင်အားဆိုရင်အစ်ကြီးပံကြီးအောင်အစ်ကြီးပံမှာကောဆန်းစန်းကြီးကော်ရိုဆိုပြီးတော့ပြီးထားတယ်။အဲ့တော့အခါကျကောဆန်းကမနက်ခင်းပိုင်းစန်းကြီးကော်ရိုဆိုတော့အခါကျတော့အာ3နာရီလောက်ပေါ့နော်မနက်ခင်းစောကြီး3နာရီလောက်မှာတဲ့ဂျီရှင်းကဒါမြင်းငလင်ပြောတာမိမိကိုယ်ကိုယုံကြည်ချက်မဟုတ်ဘူး။ဂျီရှင်းကမြင်းငလင်ကဟာဆေးရှိမတ်တာကမြင်းငလင်ကြီးကတဲ့စတင်လှုပ်ခဲ့ပြီးမယ်။ဟာဆေးဆိုတာဒီဟာစတယ်ထွက်တယ်ဆိုတဲ့အတိတ်ပဲဟုတ်အဲ့ဒါကြောင့်မို့စတင်လှုပ်ခတ်တာစတင်လှုပ်ခတ်တယ်ပေါ့နော်မြင်းငလင်ဆိုရင်စတင်မွေးဖွားတာဘာလို့ပြောလို့မှမရတာဟုတ်အဲ့တော့ ါကျလှုပ်ခတ်တယ်ပေါ့လောက်စတင်လှုပ်ခတ်ခဲ့ပြီမဲလှုပ်ခတ်ခဲ့ပြီမဲလှုပ်ခဲ့ပြီမဲပေါ့ဟုတ်ပြီနော်အဲ့တော့မနက်ခင်း3နာရီအစောကြီးလေ3နာရီလောက်မှမြင်းကလင်းကစတင်လှုပ်ခတ်ခဲ့ပြီမဲတဲ့ခွန်တို့ဂျီရှင်နီရောတို့ဒီရဲ့ဂျီရှင်ဆိုရင်မြင်းကလင်းနီရောတို့ကကြတော့ဒီမှာကြောက်ဒီမြင်းကလင်းကြောက်ဒီမြေငလင်ကြောင့်ဆူနာမီနော်ရှင်ပိုင်ဝါအာဒီမာဆန်အဲဆိုခါကြဆူနာမီဆိုရင်မူကတော့မရှိပါဘူးဆူနာမီဆိုရင်စရာမရှိပါဘူးဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်ဒါဆိုရင်ရမယ်နော်ကြောင့် ဒီမှာကျတော့ဖြင့်လို့ပါသားပြန်လို့မရဘူးလေဟုတ်တယ်နော်နမနိနိပြန်အောင်သွားရအောင်ကုန်းကိုင်တော့ဒိုင်းကြီးကိုကအဲ့ဆိုကုန်းကိုင်ဆိုတာဒီတစ်ခေါက်ဒီတစ်ခေါက်ဒိုင်းကြီးကိုဆိုတာကလေကြီးမားတဲ့မတော်တဆမှုအဲ့ဒါဆိုတော့အခါကျဒီတစ်ခေါက်မတော်တဆမှုကြီးကဟုတ်ပြီနော်ခဏလေးပါ ဒီတဒီတခေါင်မတော်တဆမှုကြီးอ่ะအဲ့မှာဆိုရင်ကုန်းကိုင်းတော့ဒါကြီးကိုကဒီတခေါင်မတော်တဆမှုอ่ะဆိုလို့ရှိရင် speed တော့ဒါရှိစကီနီယောရုမိုနိုဒါဆိုတာအဲ့ဇောကဒါ speed တော့ဆာအချိန်အချိန်ကိုပြောတာအချိန်အချိန်များတယ်အချိန်နည်းတယ်အဲ့ဒါကိုပြောတာလေဒီတစ်ခေါက်ဘာလို့မှလဲဆိုရင်မတော်တဆမှုကြီးရဆိုလို့ရှိရင်အချိန်အချိန်ရဲ့ဘာဖြစ်မှလဲဆိုတော့ဒါရှိစကီနိယောတို့ဆိုတာကလေအချိန်အချိန်များတာပေါ့နော်အချိန်မြင့်လွန်းတဲ့အတွက်ကြောင့် ညင်လွန်နဲ့စုကြည့်ဆိုတာလွန်တော့လွန်နဲ့နိယောဓုဆိုတာကြောင့်ဟုတ်ပြီနော်အချိန်မြင်လွန်းတာကြောင့်အဲ့လိုဘာသာပြန်လဲရတယ်အချိန်မြင်လွန်းတဲ့အတွက်ကြောင့်လို့ဘာသာပြန်လဲရတယ်မိုနိုဒါဆိုတာဖြစ်သွားတဲ့ပုံပဲဖြစ်တဲ့ပုံပဲဟုတ်ပြီနော်အဲ့လိုဖြစ်တဲ့ပုံပဲဆိုတဲ့အထိပ်ပဲတရားဆိုလို့ရှိရင်ဒါဆိုတာကပုံပဲ ။ဒါဆိုရပြီနော်။နံပါတ်3စက်မှန်အောင်သွားမယ်။စက်မှန်ကကြတော့အာနုခါရီရှာဝါအဲ့ဒီရဲ့ကုမ္ပဏီကဆိုလို့ရှိရင်ရှင်ရှောဟင်းတော့ဟစ်တိုနီယောတက်အဆောကကြတာ။အဲ့ဒီကုမ္ပဏီကဆိုရင်ရှင်ရှောဟင်းဆိုတာကုန်ပစ္စည်းအတက်ကိုပြောတာ။ဟုတ်ပြီနော်ကုန်ပစ္စည်းအတက်အဲ့ဒီကုမ္ပဏီကနော်အဲ့ဒီကုမ္ပဏီအန်လို့ဆိုတာဟိုကုမ္ပဏီပေါ့ဟုတ်ပြီနော်ဟိုကုမ္ပဏီကဆိုလို့ရှင်ရှင်ရှောင်းရင်တော့ hit တုန်ရောတဲ့ဆိုတာကလေကုန်ပစ္စည်းအတက်ရဲ့ပေါက်သွားတာ hit ဖြစ်သွားတာဟာ ဒီတချင်းကအခုတလောအရန်ကိုရေပန်းစားနေအရန်ကိုဟစ်ဖြစ်နေတယ်အဲ့လိုပုံစံမျိုးပဲအဲ့ဒီကုမ္ပဏီအဲဟိုကုမ္ပဏီရဲ့ပစ္စည်းအစ်စ်ကအရန်ကိုပောက်သွားတဲ့အတွက်ကြောင့်အရန်ကွာဒီပစ္စည်းကအရန်ကိုနာမည်ကြီးပြီးတော့ပေါက်သွားတာနာမည်ကြီးသွားတဲ့အတွက်ပေါက်သွားတဲ့အတွက်ကြောင့်မို့လို့အီကီနီဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဟစ်တုံနဲ့အတူတူပါလေလူလူကိုပဲပြောချင်တာဟုတ်ပြီနော်လူတိမှုနှုံပြောရမယ်ဆိုလို့ရှိရင်အနောက်ကဘာပိတလဲဆိုတော့ជីမိန်တို့ជីမိန်တို့ဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်လူတွေမှာပေါပူလာဖြစ်တာ POPULA ပေါ်ပြလာဖြစ်တာအဲဆိုအခါကျတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အဲ့ဒီကုမ္ပဏီကနော်ကုန်ပစ္စည်းအသေးအရန်ကိုရေပန်းစားသွားတယ်အရန်ကိုလူကြိုက်များသွားတယ်အရန်ကိုလူသိများသွားတယ်ဟစ်ဖြစ်သွားတယ်အတွက်ကြောင့်မို့လို့လူတွေမှာဘာဖြစ်လဲဆိုလို့ရှိရင်ပေါ်ပြလာဖြစ်တာကအာဂတ်တာဆိုမြင့်တက်လာတယ်လူသိနှုံးနေမြင့်တက်လာတယ်လို့ဘာသာပြန်ရပါပြီလူသိနှုံးမြင့်တက်လာတယ် ြင့်တက်လာတယ်။ဟုတ်ပြီနော်လူတင်တော့မြင့်တက်လာတယ်။နောက်တစ်ခုနံပါတ်လေးရွမ်းမံအောင်သားမယ်။ရွမ်းမံကကြတော့နိုင်ငံသားမှာတဲ့ဆေးကဆော့နေထိုင်မှုဘဝနိုင်ငံသားမှာနေထိုင်တဲ့နေထိုင်မှုဘဝကိုခေခန်စတာကိုတိုနီယောတဲ့နိုင်ငံသားမှာနေခဲ့တဲ့နေထိုင်မှုအတွေ့အကြုံတွေခေခန်ဆိုတာအတွေ့အကြုံတွေကိုအတွေ့အကြုံတွေကြောင့်နေယောတဲ့ကကြောင့်နေထိုင်မှု အတွေ့အကြုံတွေရှိတာကြောင့်ပေါ့နော်စတာဆိုတာလုတ်ခဲ့တယ်ဆိုတော့ရှိခဲ့တာကြောင့် အဲဆိုတော့နိုင်ငံသားမှာဘာလို့မလဲဆိုရင် နေဘူးတဲ့အတွေ့အကြုံရှိခဲ့တဲ့အတွက်ကြောင့်မလို့ဘာဖြစ်မလဲဆိုရင် IA ကဟီရိုကတာဆိုပြီးတော့ပြောထားတယ် IA ဆိုတာ အမြင်ကိုပြောတာအမြင် အမြင်တွေကဟီရိုကတဆိုကျဲတယ်အမြင်ကျဲတယ်လို့ပြောတာအမြင်တွေကျဲလာခဲ့ပါတယ်ကျဲပြန့်ခဲ့တယ်ဆိုတော့ကျဲခဲ့တယ်အမြင်ကျဲတယ်ပေါ့ကွယ်အာနိုင်ငံသားမှနေတာပေါ့နော်နိုင်ငံသားမှနေတဲ့နေဘူးတဲ့အတွေ့အကြုံရှိတဲ့အတွက်ကြောင့်အမြင်ကျဲပါတယ်လို့ပြောတာဒါဆိုလို့ရှိရင်ဒါလေးရမယ်နော်ကြောက်ပြီဒါဆိုရင်ဇနီးဒီနေ့စာသင်ရတိတ်ပြီးဟိုမှဖြစ်ပေါ့အပေါ်တက်ကလည်းတတိတိနဲ့ဘာဒီဟိုကလည်းဘာဒီပြင်နေရလဲမသိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့နည်းနည်းလေးတော့စူသွားပါတယ်အဲ့အဲ့ဒါလေးကိုတော့နည်းနည်းလေးနားလည်ပေးပါရှင့်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့အတွက်နံပါတ်59လေးပြီးသွားပြီနီယောရူနီယော ော့တဲ့ဆိုရင်အတွက်ကြောင့်နောင်ဖြင်းဆိုတာလည်းသင်ခဲ့ပြီးပြီးအခုနောင်ချောင်းဆိုတာကိုသင်တယ်မူတီမူတီဘီကတော့အခြေခံ၍ဂနီစရိတ် grammar pattern လေးတွေကကြတော့နောက်ပိုင်းမှာပါရင်ဆက်ပြီးသင်မယ်အခုလောလောဆယ်တော့ဒီ6ခုရှိတယ်အခြေအနေ6ခုမှာသုံးတယ်ဆိုတာကိုမှတ်ထားပေးမယ်ဟုတ်ပြီနော်အားဆိုလို့ရှင်ရမယ်နော်ကဲအားဆိုရင်ဒီမှာပဲရပ်ပါမယ်နာဆန်အော်စကာရီဆာမာဒက်စ်အားလုံးကိုကျေးဇူးတင်ပါတယ်